အင်ရှင်သည်အိမ်ငါးကိုကျူးကျော်သူဖြစ်သက်မှတ်၍ကျူးကျော်သူအားနင်းလိုမှုဖြင့်တရားစွဲဆိုခွင့်ရှိသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LFD ခုမြန်မာဒေါ်ဖန်ကတရားလွတ်တော်ရှိပြီဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ဒေါ်ဖန်အနေနဲ့အများပြည်သူတို့သိထားတဲ့နဲ့ဥပဒေဆိုင်ရာစိတ်ဆရာများကိုဆွေးနွေးမျှဝေပေးမယ်ရှိပါတယ်အင်ရှင်သည်အိမ်ငါးကိုကျူးကျော်သူဖြစ်သက်မှတ်၍ကျူးကျော်သူအားနင်းလိုမှုဖြင့် တရားစွဲဆိုခွင့်ရှိသလားဆိုတဲ့ဥရိအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က1983မှတ်တာစ89အမှုကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။အမှုကတော့တော်ခင်တစ်ကဥရန်ပါလပ်ပါ9ဦးအပေါ်ကျူးကျော်သူအားနင်းလို့မှုဖြင့်စွဲဆိုတဲ့အမှုဖြစ်ပါတယ်။အမှုမှာတော်ခင်တစ်ကဘလို့အဆိုပြုသလဲဆိုရင်တော့သူပိုင်ဆိုင်တဲ့ကြောက်တကားမျိုးနယ်မှာရှိတဲ့အိမ်ခန်းကိုဥရန်ပါလပ်ကိုငားရမ်းခဲ့ကြောင်း 1960ခုနှစ်မှာစံငါးရန်ခတ်တတ်မှတ်ပြီးရန်ငါးရန်ခတ်ကြီးကြပ်ရေးဝန်ထမ်း၆ထားခဲ့ရမှာဥရန်ပါလတ်ကအင်ရှင်အင်ငါဆက်သွယ်မှုမရှိကြောင်းဖြင့်ကန့်ကွက်လွာတင်ခဲ့ကြောင်းထို့သို့ကန့်ကွက်လွာတင်သည့်နေ့မှစ၍ဥရန်ပါလတ်ကိုကျူးကျော်နေထိုင်သူအဖြစ်သတ်မှတ်ကြောင်းစသည့်ဖြင့်အဆိုပြုကဥရန်ပါလတ်ပါခုနှစ်ဦးအပေါ်ကြောက်ရကားမျိုးနယ်တရားရုံးမှာတရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်မျိုးနယ်တရားရုံးကကာလစည်းကမ်းသက်ကျော်လွန်ကြောင်းဖြင့်ဆုံးဖြတ်၍တော်ခင်တည့်ရဲ့အမှုကိုပတ်လတ်လိုက်ပါတယ် အဲ့လိုပန်းလန့်လိုက်တဲ့အမိန်ပေါ်တော်ခင်တစ်ကမကြည်နှက်တဲ့အတွက်အယူခံဝင်ရောက်တဲ့အခါမှာအယူခံယုံကကာလာစည်းကမ်းတက်ကျော်လွန်ကြောင်းဖြင့်ဆုံးဖြတ်ခဲ့တဲ့မြို့နယ်တရားရုံးရဲ့အမိန်ကိုဆက်လက်အတည်ပြုခဲ့ပါတယ်။ဒီအတွက်တော်ခင်တစ်ကအယူခံထပ်မံဝင်ရောက်ခဲ့ပါတယ်။အယူခံယုံကဘလို့ဆုံးဖြတ်တယ်လဲဆိုရင်တော့တော်ခင်တစ်ရဲ့အဆိုလာမှာတော်ခင်တစ်က ဥရန်ပါလတ်ပါခုနှစ်ဦးတို့သည်သူ့ရဲ့အင်္ဂါများဖြစ်တယ်ဆိုတာကိုဝန်ခံထားတာကိုတွေ့ရကြောင်း ငားရမ်းချင်းကိုပြစ်စည်းလွဲပြောင်းရေးဥပဒေပုံမှန်131အရသာရက်စဲနိုင်ကြောင်းအိမ်ငားကအိမ်ငားမဟုတ်ကြောင်းညင်းဆိုရုံများဖြင့်အိမ်ရှင်သည်အိမ်ငားအားငားရမ်းချင်းမှရက်စဲ၍ကျူးကျော်သူဖြစ်သတ်မှတ်နိုင်ပြီးမဟုတ်ကြောင်းအိမ်ငားအားနှင်ထုတ်ရန်1960ပြည့်နှစ်မြို့ပြဆိုင်ရာငားရမ်းခန့်ကြီးကြပ်ရေးအဥပဒေပုံမှန်71ပါပြဋ္ဌာန်းချက်အရသာဆွဲဆိုခွင့်ရှိမှဖြစ်တဲ့အတွက်အမှုဆွဲဆိုပုံမှယွန်းကြောင်းစသည်ဖြင့်သုံးသက်ဆုံးဖြတ်ပြီးတော့မှတော်ခင်တည့်ရဲ့အမှုကိုပန်းလက်လိုက်ပါတယ် ဒါကြောင့်ကျွန်တော်ရဲ့တင်ပြမှုကိုအနည်းချုပ်ရမယ်ဆိုရင်တော့အင်ရှင်ကအင်ငါအပေါ်နင်လုံမှုဆွဲမည်ဆိုပါက1960ပြည်နှစ်မြို့ပြဆိုင်ရာငားရန်ခံကြီးကြပ်ရေးဥပဒေပုံမှစနစ်တစ်ပါပြဋ္ဌာန်းချက်အရသာဆွဲဆိုခွင့်ရှိမှဖြစ်ပြီးတော့ကျူးကျော်သူအားနင်လုံမှုဖြင့်ဆွဲဆိုခွင့်ရှိမှမဟုတ်ပါကြောင်းကိုတင်ပြလိုက်ပါတယ်။နောက်တစ်ပိုင်းမှာလည်းဥပဒေပုသူတရရှိစေမယ့်အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးတင်ပြပေးသွားအောင်ပါဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။